လူမှုကွန်ရက်ပေါ်မှာပြန်နေတဲ့ဒေါက်တာဒေါခင်ကျော့ကျော့ TikTok ကနေပြီးတော့ကျွန်တော်အားဒေါခင်ဆန်းကြီးကိုဝရန်တီဖြစ်အောင်ကျွန်တော်တရားစွဲဆိုထားတယ်ဆိုတဲ့ကိစ္စရက်လေးကိုပြန်လည်ရှင်းပြချင်ပါတယ်အမကြီးကျွန်တော်ကိုအဲ့လိုတိတိချာချာကကနတ်နတ်မတီးပဲကျွန်တော်ရဲ့နာမည်ကြီးကို binding တက်ပြီးတော့တရားဆွဲဆိုပါတယ်လို့ပြောတာကအမ66ကကြီးနေညည်းတယ်เนาะအမ ကျွန်တော်ရဲ့ဂုံတိုက်ခါညွန်းနှောင်းကိုလုပ်တဲ့အမှုရယ်ပြီးတော့ကျွန်တော်ပေါ့ပြောရမယ်ဆိုရင်ကျွန်တော်နဲ့ပြည်သူလူထုရဲ့အကြံမှာထင်အောင်ထင်မှားဖြစ်အောင်ပြည်သူလူထုကိုလှုံ့ဆော်မှုမြောက်တယ်အမအခုဆိုရင်အမရဲ့စကားတခွန်းကြောင့်ကျွန်တော်ရဲ့ TikTok chat box တွေ Messenger ပေါ့တွေမှာကျွန်တော်အားလာရောက်ပြီးတော့ဆဲနေတဲ့လူတချို့တွေ့ရတယ်ခင်ဗျအဲ့ဒါကြောင့်မို့လို့အမမတိပဲနဲ့လူတစ်ဖက်သားကိုအဲ့လို ဆွဆွဲဖို့အမတင်တော့ကြောင်းအေးဥသောပထမပြောပြခြင်းမာတယ်အမဟုတ်ဒုတိယအချက်ကကြာအမပြောကြားချက်ထဲမှာသူ့ဆရာတိုင်းရင်စေးဓမ္မတော်လောကြီးရဲ့တသလက်မှတ်တုံးပြီးဖွင့်နေဆိုတာလေအမမတိပဲနဲ့အဲ့ဒါအမရှောက်ပြောနေတာဖြစ်ပါတယ်သူကတိုင်းရင်စေးဓမ္မတော်ဆေးဝါးကြည့်ချက်တိုင်းရင်စေးဓမ္မတော်ဆရာဦးတန်းထွန်းစော် ခရှမ်းလေးရဲ့တာဆာနံပါတ်3943လုံးကိုအလွဲသုံးစားလောက် ပြီးတော့စေကံဖွင့်နေပါတယ်အဲ့ဒီအတွက်လဲဆရာဦးတန်းထွန်းစောမှာနိုင်ငံပိုင်သတင်းစာမှာအတိလင်းကြေညာထားပြီးဖြစ်ပါတယ်သူ့ရဲ့ဆရာကြီးအဲ့လိုကြေညာပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ဆရာကြီးအမိခံပြီးတော့သူကဖွင့်တယ်လို့ပြောပြီးတော့နောက်ရကြတော့သူ့ဆရာကြီးကခွင့်ပြုချက်မရတဲ့ဖြစ်ပိတ်သွားတာဒီကျွန်တော်တို့ဆရာဝန်များကသူ့ဆရာကြီးကိုတွားရောက်ပြီးပိတ်ပင်ခိုင်းခြင်းလဲကျွန်တော်တို့လုံးဝမလုပ်ခဲ့ပါသူ့ဆရာဓမ္မနဲ့သူနဲ့ဂျာမား ပြဿနာလေးတစုံတစ်ခုတစုံတရာရှိခဲ့လို့ပိတ်ချင်းမျိုးပဲဖြစ်ပါလိမ့်မယ်အဲ့ဒါကိုအမကိုနားလည်အောင်ရှင်းပြတာချင်းဖြစ်ပါတယ်ကျွန်တော်ကပြီးတော့အမတိအောင်ပြောရမှာကကျွန်တော်တို့ဒီ docking sign ကြီးလောက်တဲ့လောက်ရတဲ့ဒီကျွန်တော်တို့ဒီပြည်သူလူထုအများပြည်သူကြမ်းမာရေးအတွက်ထိခိုက်စိုးရိမ်နိုင်ွယ်ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နဲ့ကျွန်တော်ရဲ့အဖွဲ့ဝင်များလားတရားစွဲဆိုခြင်းလောက်တာမဟုတ်ပါဘူးတိုင်းစေးကောင်စီကိုပဲကျွန်တော်တို့အတိပေးပြောကြားက ကနဦးပြောကြားချက်ပြောကြားပေးခဲ့ပါတယ်ဗျကျွန်တော်ပြောကျွန်တော်နဲ့တိုင်းရင်းစီတမားတော်တွေအားလုံးလက်မှတ်ရေးထိုးပြီးတော့ကျွန်တော်တို့ဟိုဟာဖော်ပြခဲ့တဲ့အကြောင်းအရာတချို့အမှားတီအောင်ကျွန်တော်ပြန်လည်းဖတ်ပြပါမယ်ပထမဆုံးကျွန်တော်တို့ ဒေါခင်ဆိုင်ကြီးဘာတွေလုပ်လဲဆိုတော့ကျွန်တော်တို့ကဒေါခင်ဆိုင်ကြီးကစေကူတာခွင့် license မရှိဘဲနဲ့တရားမဝင်စေကဖွင့်လှစ်ပြီးအလွန်အနည်းများတဲ့မျက်စိယောဂါကုဆတ်ယောဂါနဲ့အရေးပေါ်ကယ်ဆယ်ရန်လိုအပ်တဲ့ယောဂါတွေကိုစေကူတာခြင်းနဲ့ပြုလုပ်ပါတယ်အဲ့ဒီအချိန်မှာတခြားဘောအမားတို့ပြောတယ်လို့တခြား license မရှိပဲကုတာမှုလုပ်တဲ့လူတွေအများကြီးကြားရမှာဒေါခင်ဆိုင်ကြီးကိုအားကြောင့်ရွေးချယ်ပြီးတော့ဖော်ပြခဲ့ရတော့ဆိုတော့ဒေါခင်ဆိုင်ကြီးလောက်ရတဲ့အာနေရရှိချောင်းကျွန်တော်တို့ ကျမရေဝင်ကြီးဌာနကတရားဝင်အတိမတ်ပြု license ရဆရာဝန်များအနေနဲ့စိုးရိမ်ပူပန်တဲ့အတွက်ကျွန်တော်တို့ဒီမိခင်သူတို့ရဲ့မိခင်တိုင်းရင်းစီကောင်စီဌာနကိုကျွန်တော်တို့အကြောင်းကြားခြင်းဖြစ်ပါတယ်လေကျွန်တော်တို့ဒီပြည်သူလူထုရဲ့ကျမ်းမာရေးအတွက်အလွန်အနည်းများတဲ့ အဲ့ဒီမျက်စိယောဂတွေကုသယောဂတွေအရေးပေါ်ကိစ္စရန်လိုအပ်တဲ့ယောဂတွေကိုကုသနေတာကိုတားဆီးရမှာကျွန်တော်တို့တရားဝင် license ရဆရာဝန်များမှဝေဖန်ပြောပြထောက်ပြရမှာကျွန်တော်တို့ရဲ့အလုပ်ပဲဖြစ်ပါတယ်အမပြီးတော့ဒေါက်ကင်ဆိုင်ကြီးကနောက်ထပ်စီဝါ ကြည်ကျက်မြေကောမဒီရဲ့ခွင့်ပြုချက်မယူပဲစီစစ်မှုမခံယူပဲတိုင်းရင်းစေဝါမှတ်ပုံတင်တရားမှာခွင့်ပြုချက်မရှိရတရားမဝင်စေဝါထုတ်စီအမျိုးပေါင်း53မျိုးကျော်ထုတ်လို့ရောင်းချတဲ့အပြင်သူရဲ့လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့တမတော်ဒေါက်ခင်ဆိုင်ရဲ့ Facebook အကောင့်ဆီယာမန်နေတီမတ်ဆေးမြစ်တာခင်ဆိုင်ရဲ့ဆေးမြစ်တာတီမတ် ပြည်သူအချစ်တော်တမားတော်ပြည်သူချစ်တော်မြန်မာတမားတော်အစရှိတဲ့တစ်တော်အကောင့်မှာအများပြည်သူနဲ့ယောဂဝေနာရှင်များအတွက် WHO မှအတိမတ်ပြုထားတော့ HIV AIDS ART B ပိုးစီပိုးများတောက်သုံးရမလို့ပဲ၎င်းဖော်ဆက်တော်ပြီးဆက်ရွက်တောက်သုံးခြင်းဖြင့်ယောဂပြောင်းကင်းနိုင်ကြောင်းကျွန်တော်တို့ဒီ HIV AIDS ကအမှားလဲဆရာဝန်တယောက်ဖြစ်ပါလိမ့်မယ်နိုင်ငံကဘာနိုင်ငံနဲ့ချီပြီးတော့အလွန်တရာ ပြည်သူလူထုရဲ့ကျမ်းမာရေးပေါ်ချိန်ချောက်နေတော့ယောဂကြီးဖြစ်ပါတယ်ထိုယောဂများကိုတောင်မှသူကသူ့ရဲ့ပေါ်ဆက်ထားတဲ့ပိဿရဲ့တောက်တုံးချင်းပြပြောက်ကင်းနိုင်ကြအောင်အသိပညာမှာပေးခဲ့ပါတယ်ပြီးတော့တွေးလွန်တကွေယောဂအားဆေးရုံတက်ကြောက်ခုတရမလို့ပဲရဲရုတ်ဒီစာယုံနဲ့ပြောက်ကင်းနိုင်ကြပြည်သူလူထုကိုတရင်မှာပေးခဲ့ပါတယ် ကျမကြီးဟောပြောမှုကပြုလုပ်ခဲ့ပါတယ်တွေးလွန်သက်ွေယောဂဆိုတာအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့တွေးလန့်ခြင်းအချင်းမရွေးဖြစ်ပေါ်နိုင်သည့်အတွက်ကျွန်တော်တို့ပြင်ပစေခန်းနေမှာတောင်မှကျွန်တော်တို့အတွင်းလူနာဖြင့်ထားလို့မရပဲနဲ့ကျွန်တော်တို့တကယ်စေယုံကြီးတွေကျွန်တော်တို့ပြည်သူစေယုံတွေကိုလွှဲအပ်ရမယ့်ယောဂဖြစ်ပါတယ်ထိုယောဂတောင်မှသူကရဲရိုတိစာယုံနဲ့ပျောက်ကင်းနိုင်ကြောင်း WHO ရဲ့ချိန်ချောက်တဲ့ယောဂတစ်ခုဖြစ်တဲ့ Color 1ယောဂဆိုဒီလေ မှားလဲဆရာဝန်တယောက်ပါအချိန်မရွေးတည်နိုင်တဲ့ယောဂါဖြစ်ပါတယ်ခင်ဗျအဲ့ဒါကိုတော့မအုံငူသွားဟဟုတော့ဂါထာခုနအုပ်ရွက်ခတ်ရေမန်းတောက်ရင်းပြီးပျောက်ကင်းနိုင်ကြအောင်အလွန်အတရာအနေအများပြတဲ့စေးပညာအယူဆတွေကိုဗီဒီယိုဖိုင်များရိုက်ကူးရေးရှင်ရှင်ုံတရားကိမဲ့ဆိုပြီးဟောပြောလည်းရှိပါတယ်အမလိုချင်အဲ့ဒီဗီဒီယိုဖိုင်တွေကိုကျွန်တော်တီးတက်ကျွန်တော်ပို့ပေးပါမယ်အဲ့ဒီလိုအနေရများတဲ့ကျွန်တော်တို့ စီးပညာယူဆတွေကိုကျွန်တော်တို့တားဆီးရမှာကျွန်တော်တို့ကျမ်းမာရေးဝန်ကြီးဌာနရဲ့တရားဝင် license ရတယ်ဆရာဝန်တွေရဲ့တာဝန်ဝတရားဖြစ်ပါတယ်အမပြီးတော့သူကအဲ့ဒီကိစ္စတွေရတယ်မလို့ပဲနဲ့အယောင်ဆောင်မှုဖြစ်တဲ့စီးပညာရှင်တဦးရဲ့အဆောင်အယောင်များဖြစ်တဲ့ Judy Cook တွေ Stato Nejat တွေဝစ်စင်ယူတိုင်းရင်းစေးဆရာတဦးအသွင်ယူထားပါတယ်ဒေါက်ကီဆိုင်ရာတိုင်းရင်းစေး ဆရာမဟုတ်တယ်လို့တိုင်းစေးပညာတိုင်းစေးတက်လို့မှပြည့်ရချီမြင့်ထားတော့တိုင်းစေးဘွဲ့လည်းမရရှိပါဘူးတိုင်းစေးလိုင်စင်လည်းတားစာလည်းမရခဲ့ပါဘူးပြီးတော့ကျွန်တော်တို့ဒေါက်ကင်ဆိုင်ကြီးက2000အုံကူးနှစ်မှာမြန်မာနိုင်ငံတိုင်းဆေးဆရာများအတင်းရဲ့တတိယအကြိမ်စီဝေးဆုံးဖြတ်ချက်အပိုက်အမြင့်ဆုံး 2300ဖြတ်သိမ်းပြီးဖြစ်တော့အဘိဓမ္မာတောင်းတာစေပညာဖွဲ့မှာပေးအပ်တော့တိုင်းစေးကောက်စီမှာခွင့်ပြုခြင်းမရှိတော့စေပညာဖွဲ့အနေနဲ့ကျွန်တော်တို့အနောက်တိုင်းစေပညာဖွဲ့တွေအမှရ General Practitioner Physician Physiotherapy ညာယူသုံးတယ်နောက်ဆုံးအစိုးရတုန်းကတော့စေတူဖော်ဆက်တဲ့စေမြတ်တာအမှန်တစိအခိုးပွင့်စေကြီးချက်သူတိုင်းစေးသိပ်ပံအပတ်စဉ်25ဆင်းဆရာဦးတန်းသောကိုရှမ်းလေးရဲ့ဓမ္မမတ်ပုံနေအမှန် တာဆာ304ခုခုကိုကိုခွင့်ပြုချက်မရှိဘဲနဲ့တပ်ဆင်တုံးဆွဲပြီးတော့တိုင်းစေးကောက်စီဥပဒေပြဋ္ဌာန်းချက်ပါပုံမှန်49စာလင်ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီးတော့အများပြည်သူ ထင်အောင်ထင်မှန်ဖြစ်စီရလှုပ်ဆောင်ခဲ့ပါတယ်အဲ့ဒီအချက်တွေအကြောင်းမလို့ကျွန်တော်တို့ကတိုင်းစေးကောင်စီကိုကျွန်တော်နဲ့ကျွန်တော်အဖွဲ့ကတင်ပြခဲ့ခြင်းဖြစ်ပါတယ်ဒေါက်တာဆိုင်းကြီးက၎င်းရဲ့မာရွင်တော်ဟောပြောချက်များကျွန်တော်တို့ကုသခြင်းများကိုကျွန်တော်အပါဝင်ထောက်ပြဝေဖန်အကြံပြုတော့ကျွန်တော်အပါဝင်အထူးကုဆရာဝန်ကြီးတွေကျွန်တော်တို့မျက်စိဆရာဝန်တွေတိုင်းစေးဆရာများနဲ့၎င်းနဲ့စေးပြိုင်ခုရ၎င်းလူမှုကွန်ရက်ပေါ်မှာစိန်ခေါ်နေခြင်းများ တောက်လျှောက်ပြုလုပ်နေရုံမှာမကအဲ့ဒီအထူးကုဆရာဝန်ကြီးများနဲ့တိုင်းရင်းစေးဆရာများစေယုံစေကမ်းများ၎င်းလောက်မတက်၎င်းလောက်မကုတားနိုင်ကြောင်းကိုလူမှုကွန်ရက်ပေါ်တွင်ဗီဒီယိုများတင်၍ပြည်သူလူထုမှအထင်မြင်လွဲမှားပြီးယုံကြည်မှုကြဆင်းစေရန်လှုံ့ဆော်နေအမအခုလိုကျွန်တော်တို့ပေါ့ဒီပေါ့ ကျွန်တော်တို့အပြောင်းလဲတွေဖြစ်နေတဲ့အချိန်ကျွန်တော်တို့စေုံစေကနေမှာဝင်နဲ့လူအင်အားမမြဖြစ်နေတဲ့အချိန်တွေမှာပြည်သူလူအားဒီစေုံစေကနေကိုပို့ပြီးတော့ထင်အောင်ထင်မှဖြစ်လာအောင်အယုံကြည်ဖြစ်လာအောင်အမျိုးမျိုးကျွန်တော်တို့ဗီဒီယိုဖိုင်တွေထုတ်လွှင့်ပြီးတော့တောက်လျှောက်ကျွန်တော်တို့နဲ့ပြည်သူနဲ့စေုံနဲ့စေကနေနဲ့ဆရာဝန်တွေနဲ့ကိုတွေးခွဲတက်ရှူနေတဲ့ကိစ္စရပ်များဟာကျွန်တော်တို့တကျမ်းမာရေးဝန်ကြီးဌာနမှာတရားဝင်ပေးအပ်ထားတော့လိုင်စင်ရဆရာဝန်များရဲ့ တာဝန်ဖြစ်ပါတယ်တားဆီးရမှာပေါ့ကျွန်တော်တို့နောက်ပြီးတော့ဒေါခင်ဆိုင်ရာပြန်ကြားရေးဝန်ကြီးဌာနရဲ့မူပိုင်ခွင့်နဲ့မှတ်ပုံနေဌာနကွယ်ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနမှာခွင့်ပြုချက်မရှိမရရှိပဲဆရာမကြီးဒေါခင်ဆိုင်ရှင်းပြတူလက်တွေ့တုံးဆက်နီးနီးပထမဒုတိယအထုပ်ရေးတာထုတ်ဝေခြင်းများလည်းပြုလုပ်ခဲ့ပါတယ်အဲ့ဒါကြီးကိစ္စရများဟုတ်တာကျွန်တော်တို့ကတိုင်းရင်းစေးကောင်စီကိုတင်ပြခဲ့ခြင်းဖြစ်ပါတယ်တိုင်းရင်းစေးကောင်စီမှတိုင်းရင်းစေးဦးစီးဌာနမှာ ညွန်ကြားရေးမှူးချုပ်ကြီးကိုတိုင်းကိုင်းစင်လေးလာပြီးတော့မန္တလေးတိုင်းဒေတာကြီးဝင်းကြီးချုပ်အဖွဲ့ကစုံစမ်းစစ်ဆေးရအဖွဲ့ဖွဲ့စည်းပြီးတော့စုံစမ်းစစ်ဆေးပြီးတော့ကျွန်တော်တို့တိုင်းရင်းစေးကောင်စီမှတရက်လိုပြုလုပ်က အမရပူရာမြို့နယ်ရဲစခန်း၌တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်ဒေါက်တာတဟိမလုံးဝလုံးဝတရားစွဲဆိုခြင်းပြုလုပ်ထားခြင်းမဟုတ်ပါဒေါက်တာတဟိမစေပညာရှင်တယောက်အနေနဲ့ဝေဖန်ထောက်ပြပြောဆိုခဲ့ခြင်းသာဖြစ်ပါတယ်သူအလုပ်ဒီလဲကျမရင်ဝင်းကြီးဌာနမှာတရားဝင်ခန့်အပ်ထားတော့တရားဝင်လိုင်စင်ရဆရာဝန်တယောက်ဖြစ်တဲ့ဒေါက်တာတဟိရဲ့အလုပ်ပဲဖြစ်ပါတယ်ပါတယ်ဒါကျမကတော့ ဒီဆရာမလေးဟောပုံနေရတယ်ဆိုတော့ကျမတနာတယ်လေအဲ့ဒါကြောင့်မို့ကျမဟိုတောင်းပန်နေဖြည့်ရှင်းတယ်မဖြစ်သင့်ဘူးဆိုတော့ကျမဟိုအခု အေးဒေါက်တာတဟေးဒေါက်တာတဟေးဟိုသူနာမည်ပါတော့ကျမစီဖုန်းဆက်စကားပြောလာတယ်ဆရာဆရာဦးတဟေးပါ तू က MRCP ပါ तू ကရှင်းပြလာတယ် तू ဖွင့်တာမဟုတ်ပါဘူး तू နဲ့မဆိုင်ပါဘူးတဲ့ဟုတ်ကဲ့လို့ကျမအဲ့လို့ဆိုကျမပြန်ပြီးတော့ပြောပြပါမယ်လို့ဆရာနဲ့မဆိုင်ဘူးဆိုတာဆရာရဲ့လို့မဖြစ်သင့်လို့ပါလို့အဲ့တော့ तू ကအဲ့တော့ ူပြောပြတဲ့ဆက်ရွက်စာတမ်းအထောက်ထားရဆိုဒါဆိုရင်ဟိုဦးဝင်းဆိုးတဲ့ပမောခာတဲ့မြန်မာနိုင်ငံတိုင်းရေးဆေးကောင်စီပသိမ်ကြီးမြို့နယ်အမ်မက်ဂင်းကုန်းကျေးရွာကနေပြီးတော့ဒေါခင်ဆန်းရီအဖဦးရဲချစ်နော်ကိုတိုင်းရေးဆေးကောင်စီကနေပြီးတော့အမှုဖွင့်တာပါတဲ့အဲ့တော့ အဲ့တိုင်းရင်းစေးကောင်စီကိုပဲပြောပါတဲ့အဲ့တကြမလို့ကျမဟိုတိုင်းရင်းစေးကောင်စီကိုပဲပန်ကြားပါတယ်ဒါဟိုဒီဆီယမလေးနဲ့ပေါ့ဟို သူအမှုပိတ်ပြီးလို့ရှိရင်သူ့ကိုပြောဆိုသူသူမားတာတွေရှိရင်လည်းပြောဆိုဆုံးမသူတင်ကြားမှုတွေကိုလည်းတိတ်တိတ်ချာချာကြီးကြပ်ပြီးလို့ရှိရင်เนาะဒီဟိုတိတ်တိတ်ချာချာဟိုအမှန်တရားဖြစ်အောင်လုပ်ပေးပါပေါ့သူဆေးကူတာတော်တယ်ဆိုလဲဘာလဲသူသူကုသမှုတွေမားတယ်ဆိုရင်လဲဘာလဲအဲ့ဒါလုပ်ပေးပါလို့ကျမကဟိုပန်ကြားခြင်းပါတယ်ရှင့်အဲဒါတွေရတယ်ဒီအချိန်ဤထိဖြစ်လာ ါတယ်ဆိုတာလဲဘာချက်တွေဘာအကြောင်းတွေအများကြီးရှိတယ်မရှိတယ်တော့ကျမလည်းအသေးစိတ်မသိဘူးအဲဒါပေမဲ့ဆရာပြောတာကတော့ဒီသူကိုယ်တိုင်သွားကြည့်ဘူးတယ်လို့လည်းပြောတယ်။နောက်ကလေးအငယ်လေးတွေ၃လကလေးတွေပါလိဆိုရင်ဒါကဟို မကုတ်တင်ဘူးပေါ့သူတို့ဆိုရင်သူတို့တွေကတော့ refer လုပ်ရမယ်ပေါ့ခလေးခလေးသူကို refer လုပ်ရမယ်အဲ့လိုစီကန်းနေမညီတာဟိုသူ့အနေနဲ့ကတော့မကြိုက်ဘူးပေါ့အဲဒါကြောင့်မို့လို့ဟို သူ့အနေနဲ့ကတော့သူနဲ့မဆိုင်ပါဘူးတဲ့အဲကျမလည်းပြောလာတယ်အမပြောတာနဲ့ကျွန်တော်မှလည်းအစအစဲခံထီးတယ်အကျမလည်းမသိဘူးလို့နောက်တစ်ခါဆရာဆရာတော်ဦးဝသူကလည်းကျွန်မစီဖုန်းဆက်လာတယ်ပြီးတော့သူသူဒီ ဆရာဆရာစီသူရှင်းပြထားတာဒီဗီဒီယိုတွေပို့လာပြီးတက္ကမကြီးစီတင်ပေးပါတယ်သူတို့ကကြတော့လေဒီဟိုတိုင်းရင်းစေးဆရာဘက်ကပေါ့เนาะတိုင်းရင်းစေးဆရာဘက်ကပေါ့သူတို့ဘက်ကလည်းသူတို့ကိုယ်တိုင်သူတို့ ကူတာပြောက်တယ်ပေါ့အဲ့တော့ جماعه ကြားထဲကဖြစ်နေတယ်ဒါ جماعه ကြားတော့နှစ်ဖက်စလုံးဘက်ကပေါ့နော်နှစ်ဖက်စလုံးဘက်ကဒီဘက်ကလည်းစေပညာရှိဘက်ကစေပညာရှိတယ်ဒီဘက်ကကြောက်တယ်ဓာရီစီကန့်နေရှိတဲ့နဲ့ဘာလို့တဲ့နဲ့ပေါ့ဒီဘက်ကကြောက်တော့လေလူနာတွေအတွက်အနစ်အဆုံပေါ့လေအမျိုးစုံအမျိုးစုံ အောက်သုံးမျိုးစုံမှာကျမပြောချင်တာကအဲ့ဒီဆရာဝန်ကြီးကပြောတယ်သူသူအမှုဖွင့်တာမဟုတ်ပါဘူးတဲ့ဒေါက်ကဆန်းကြီးကိုဒီတိုင်းရင်းစေးကောင်စီကဖွင့်ဖွင့်တာပါတဲ့သူအသင်မဆိုင်ပါဘူးဆိုအဲ့လိုပြီးတာပါပဲကျမသူဖွင့်တာဆိုရင်အမှုရုပ်သိမ်းပေးပါပြီးတော့မှဟိုသူလည်းဟိုပညာရှင်ဆိုရင်ကိုကသူ့ကိုဟိုပြောဆိုပြီးတော့စုံးမပြီးနီးလမ်းမှအောင်တင့် သင်ပေးပေါ်နှုတ်မင်းနဲ့သူစေးကုတာကိုစမ်းသက်ကြည့်ပေါ် research လုပ်ပေါ်ကျမကတော့ research အယံဝါသနာပါတယ်လေအဲ့တော့မျက်စိတွေပါတယ်သူဘာကြောင့်ကုနိုင်တာလဲတကယ်လားကျမကတော့တကယ်သိချင်တာရှင်အဲ့တော့ဟိုဖြစ်စေချင်တာကတော့ဒီပုံးနေပုံးလွားနေတဲ့ဆိုတဲ့ဟို ဆရာမကိုပေါ့အမှုတွေတင်ပြီးလို့ရှိရင်သူ့ကိုတိတ်တိတ်ကြကြခေါ်ပြီးတော့ training ပေးပြီးလို့ရှိရင်သူ့ရဲ့ပညာကိုလည်းလေ့လာကိုကလည်းသူ့ကိုသင်ကြားသင့်မှရှိတာစီးမြင်စီကန်းနေเนาะအဲ့ဒါလူနာကုရင်ဘလို့ဘလို့အစ်စ်နေသင်ပြလိုက်ပေါ့ကျမကတော့ပြောချင်တာအဲ့ဒီဟိုကျမနာမည်ထည့်ပြောတာဟာလေဒီဆရာကိုကျမကျမကတခြား post တွေမှာနာမည်တွေနာမည်တွေပါတာတွေ့လို့သာ ထည့်ပြောတာဒါအီးမေးလ်ဆရာပြောတယ်အမားတယ်ကျွန်တော်လုံးဝ လုံးဝကျွန်တော်တရားမစွဲပါဘူးတဲ့အဲ့လိုပြောပါတယ်အဲ့ဒါကိုကျွန်မရှင်းပြပေးတာပါเนาะဟိုဆရာကြီးလဲသွားပြီးတော့အပြစ်မတင်နဲ့လေသူလဲအမြင်မတော်တယ်ထင်လို့ပြောတာကျွန်မကလည်းကြားထဲမှာအမြင်မတော်တယ်ထင်လို့ပြောတာဆိုတော့အလုံးအတွက်ပေါ့အေးအေးချမ်းချမ်းပေါ့ဟိုရန်ထပ်မပွားပဲနဲ့အလုံးကိုအမှုတွေလဲရုပ်သိမ်းပါစေတိုင်းရေးစေးကောင်စီကိုလဲကျွန်မပန်ကြားပါတယ်ဆရာတော်တို့ကိုလဲပန်ကြားခိုင်းပါ ါတယ်စားရီလည်းပို့ခိုင်းပါတယ်เนาะတိုင်းပြည်အတွက်ရေးကြီးတာတွေလည်းတခြားတွေလောက်အောင်မယ်ဆိုတော့ဒီကိစ္စကိုလည်းအေးချမ်းချမ်းနေကြပါလို့အားလုံးကိုပန်ချခြင်းနဲ့เนาะဘသူ့ကိုမှလည်းဆက်ပြီးတော့ရံမပွားကြပါ